ွားတဲ့လမ်းကတော့တက်နေတက်ပေးမှတွားရတာအဲ့မိုင်းတော့ကျွန်တော်လည်းတီးကြတော့မတီးဘူးပြောရမယ်တော့နင်းမီရနေတော့လေတော့နဲ့ခြေတော်တော့ပြတ်ပြတ်သွားတယ်တီးကောင်စီတက်စခန်းဟောင်းအနီးမှာအကျဉ်းချံမိုင်းတွေကြောင့်ခြေတစ်ဖက်ဆုံးရှုံးလိုက်ရတဲ့ဒီဘောမျိုးခံဦးတန်းစောဆိုသူပါဦးတန်းစောဟာပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ18ရက်နေ့ကတောင်ယာသွားရင်စစ်ကောင်စီတပ်ကထောင်ထားတဲ့မိုင်းကိုနေမိခဲ့တာလို့ဆိုပါတယ် လက်ရှိအချိန်ထိစေကူတာမှုတွေခံယူနေရတဲ့ဦးတန်းစောအနေနဲ့မိသားစုဝင်6ယောက်ရှိတဲ့သူ့ရဲ့မိသားစုစာဝတ်နေရေးကိုပယံကုတင်ကုံချတောင်းရအလုလုပြီးဖြည့်ရှင်ပေးနေရသူပါအခုလိုခြေတစ်ဖက်ဆုံရှုံသွားတော့အမျိုးသမီးဖြစ်သူကပဲအဆက်ဆက်အရရတာဝန်ယူဖြည့်ရှင်ပေးနေရတာလို့ပြောပါတယ်ကျွန်တော်တော့အရင်ကဦးစီးတယောက်နော်ဒီခုမိမတာဝန်ပြန်ဖြစ်သွားတော့ဘောအဲ့လိုဟောတိုင်းတော့ခက်ခဲတော့တော့ဘောနော်စာဖတ်နေရတော့ဘာမှတော့အဆင်မပြေလောက် ကောင်းလုံးတော့ဒီမိုးစာဖို့နေရေးဆိုတော့ရှာလို့မရတော့ရှာစားလို့လည်းမရဘူးကျွန်တော်မှပြုစုနေရတဲ့အတွက်အဲဘဲမှလည်းတွားလို့မရဘူးဒီဒီမိုးကျွန်တော်မှလည်းဟိုကြီးတဲတေးတဲနဲ့ဒီတိုင်းပဲဘဲမှတွားလို့မရအဲကြောင့်တော့စာဖို့နေရေးရှာလို့မရတော့ဘူးနော်ဒါအပြင်ဥတန်းစော်ရဲ့နေအိမ်ကလည်းစစ်ကောင်စီတပ်ရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာပျက်စီးသွားပြီးလက်ရှိမှာအမေဖြစ်သူရဲ့နေအိမ်မှာခိတ္တခူလုံနေရပါတယ်။ ီဘော်မျိုးမှာဆိုရင်စိုက်ပျိုရေးကိုအဓိကအားထားနေရပါတယ်စစ်ကောင်စီတရဲ့မြင်းမြုပ်မိုင်းတွေအပါအဝင်တနက်ကြီးအကျဉ်းချံတွေကြောင့်ဒေတာခံပီတူတွေမကြာခဏဆိုသလိုထိခိုက်တေဆုံးတာတွေရှိနေပါတယ် လက်ရှိစစ်ကောင်စီတပ်ရဲ့တပ်စခန်းဟောင်းတွေဖြစ်တဲ့ခမာယ903 904နဲ့ခလာယ23တပ်စခန်းတွေမှာရင်းမြုံမိုင်းကြိုးမိုင်းမပေါက်ကွဲတိတဲ့လက်နက်ကြီးအကျဉ်းချံတွေရှိနေပြီးတော့မိုင်းနှမီးတဲ့ဖြစ်စဉ်တွေထဲမှာကလေးတငယ်တွေလည်းပါဝင်လို့နေပါတယ်စစ်ကောင်စီတပ်ထောင်းထားတဲ့ရင်းမြုံမိုင်းတချို့ကြောင့်ထိခိုက်မိတဲ့ကလေးတွေထဲမှာတုံဆင့်ကျေးရွာကအသက်73နှစ်အရွယ်ဆိုင်းလောင်ခမ်းဆိုတဲ့သူကလည်းကန်ဆူခရရှာပါတယ် ဆိုင်လောင်ခမ်းဟာသူ့တငယ်ချင်းနဲ့အတူစစ်ကောင်စီတပ်ရဲ့တပ်စခန်းဟောင်းခလာရ23တပ်စခန်းအနီးမှာကလေးတဘဝအတိုင်းစော့ကစားရာကနေမြေမြုပ်မိုင်းနင်းပြီးပြီးတော့ခြေတစ်ဖက်ဆုံးရှုံးလိုက်ရပါတယ်။လက်ရှိမှာမိခင်ဖြစ်သူကပဲအလုတ်တစ်ဖက်နဲ့ပြုစုပေးနေရပါတယ်။ဆိုင်လောင်ခမ်းအနီးနဲ့သူ့လိုခြေတစ်ဖက်ဆုံးရှုံးလိုက်ရတဲ့အဖြစ်မျိုးမဖြစ်ရလေအောင် စစ်ကောင်စီတပ်ရဲ့တပ်စခန်းဟောင်းအနီးတွေကို မတွားဖို့နဲ့သူ့ရဲ့မိုင်းနေမိတဲ့ဖြစ်စဉ်ကိုအခုလိုပြောပြပါတယ်။တကယ်ချင်းတယောက်ပေါ့တို့ကလာခေါ်ပေါ့တကယ်လေးနေပေါ့တာတို့နောက်တွိုင်းနဲ့နင်းမိရပေါ့တာနင်းမိတော့တာထိပါတော့တာနောက်ဖက်ထုံနေလွင့်တော့ပေါ့ခြုံနေလွင့်တော့မရရအောင်ပြန်ထွက်လာပြန်ထွက်လာပြီးတော့တာအော်ခေါ်ပေါ့လူတွေအဲ့နာမှာတက်တဲ့ခိုးဝင်တဲ့လူတွေအများကြီးလေအဲ့နဲ့တက်တဲ့ခိုးဝင်တဲ့ရှမ်းခွေတယောက်တာလာတဲတော့ပေါ့သူများတက်တယ်မဝင်ဖို့ပဲတာ အမေပြောချင်တာတတ်တယ်မဝင်နဲ့ပေါ့မိုင်းညီများရဲ့အမ်ရှောက်မတော်နဲ့ပေါ့ဗျာသူတို့နေပြီးသားနေရတယ်ရှောက်မတော်နဲ့ပြရင်ရှောက်တော်မလဲနဲ့ပေါ့တအားလိုမျိုးဖန့်ကြုံမှကြောက်လို့လေဆိုင်လောက်ခမ်တို့နေအိမ်ဟာလေလေချောင်း တက်ခတ်မှုကြောင့်ပျက်စီးနေပြီးလက်ရှိမှာဆွေမျိုးဖြစ်သူရဲ့လေတော်ထဲမှာတဲဆောက်နေထိုင်ကြရပါတယ် ဆိုင်လောက်ခမျက်မိပါတွေဟာစိုက်ပျိုးရေးအလုံးလုံးနေတူဖြစ်ပြီးသူတို့နေတဲ့လဲတော့မှလည်းတက်စခန်းနဲ့နီးနေတာကြောင့်စိုးရိမ်မကင် ဖြစ်နေကြရပါတယ်။ဒီဘောမျိုးကစစ်ကောင်စီတပ်ရဲ့ခမာယ903 904နဲ့ခလာယ23တက်စခန်းတွေကို တအောင်မြို့တာလွတ်မြောက်ရေးတပ်မတော် PSLFT နယ်ရီကတစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယအပိုင်းမှာ အပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတပ်စခန်းတွေထဲမှာမြေမြုပ်မိုင်းတွေအပါအဝင်ကျိုးမိုင်းနဲ့မပေါက်ကွဲသေးတဲ့လက်နက်ကြီးအကျဉ်းချံတွေရှိနေသေးတာကြောင့်မိုင်းတွေရှိတဲ့နေရာတွေကို မသွားကြဖို့နဲ့တာမြင့် area တွေထဲမှာမသွားကြဖို့ PSLFT နယ်ရီရဲ့တီဘောမြို့နယ်ရဲတပ်ဖွဲ့အရာခံဘူစမန်ကအခုလိုတိုက်တွန်းထားပါတယ် ြည်သူလူထုတွေကတို့တို့တွေကဒီစာဝတ်နေရေးအတွက်ကြောင့်မို့တောင်ရွာသွားတဲ့လူတွေရှိတဲ့အတွက်ကြောင့်မို့တို့တောင်ရွာသွားရင်လည်းဒီလိုနိုင်အဲမိုင်းနေပါလေခဏခဏနင်းမိတယ်ခဏခဏလည်းပေါက်ကွဲမိတယ်တို့ဒီကန်းတဲ့နေမြေတွေလည်းချမှတ်ထားပါတော့ကျွန်တော်တို့အများအမ်းလည်းဒီစီယုံရေးတွေဆင်းပေးတယ်ဘာကြောင့်လဲဆိုတော့ပြည်သူလူထုတွေအခုဒီလုပ်ငန်းပိုင်းဆိုင်ရာအစဒီစားဖို့တောက်ဖို့ကခက်ခဲတဲ့ဒီကာလမှာတို့တွေကတန်တူတန်ဆတွေတော့ကောက်တော့ ဒီလိုတွေခဏခဏဖြစ်တယ်။တားမြစ်တဲ့နေမြေဆိုပေမဲ့လည်းတို့ကတန်တူတန်စားတယ်ပေါ်တယ်လေ။အဲ့ဒါကြောင့်တို့ကတွားတယ်။အဲ့ဒါကြောင့်မို့ဒီကျွန်တော်တို့ကဘလို့ပဲစီယုံရေးစင်းစင်းတို့နားလေဖို့ကအဓိကကြတာပေါ့နော်။တို့ကဘာအောင်မောလဲဆိုတော့ဒီစားကားစားတွေပြေးသွားတဲ့ချိန်တော့ဒီလက်နက်တွေပေါ့နော်လက်နက်တွေတို့ကလက်နက်တွေအဲ့လက်နက်တွေကောက်ရရင်တို့ကရောင်းမယ်။အဲ့ကနေပတ်ဆံရမယ်။အဲ့လိုပေါ့နော်တို့မျှော်လင့်ချက်လေးတွေအဲ့လိုမျိုးအသက်ကိုစွန့်ပြီးတော့အဲ့လိုမျိုးလှုပ်ကြတာပေါ့။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကထိထိရောက် န်တက်ထားပါတယ်ဒီကျွန်တော်တို့နေမြေအတွင်းဒီစားကားစားနေထိုင်ခဲ့တဲ့တပ်တွေမှန်တယ်များကျွန်တော်တို့ထိထိရရောက်ကျွန်တော်တို့ကသူတို့မဝင်စေချင်ဘူးဝင်ကျွန်တော်တို့မိရင်လည်းကျွန်တော်တို့ကသူတို့ထောင်နှံနဲ့လည်းကျွန်တော်တို့ကချတယ်နော်သူတို့ပထမတစ်ချိန်တော့တတိအနေနဲ့ကျွန်တော်တို့ပေးတယ်အဲ့လိုမျိုးပေါ့နော် ဒီဘောမျိုးမှာမိုင်းနှီးမိတဲ့ဖြစ်စဉ်တွေထပ်ပြီးမဖြစ်ရလေအောင် မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီးပြည်သူတွေအနေနဲ့မိုင်းတွေတွေ့ရှိရင် မကောက်ကြဖို့တပ်ဆိုင်ရာဌာနနဲ့ရဲရွာလူကြီးတွေစီမှာအကြောင်းကြားပေးဖို့လိုအပ်ကြောင်းအရာခံဘူစမန်ကဆက်ပြီးအကြံပြုထားပါတယ်။ဒီဘောမျိုးမှာစစ်ကောင်စီတရဲ့လက်ကျန်မိုင်းတွေကြောင့်ဒေသခံ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၄ဦးသေဆုံးသွားခဲ့ပြီးဖြစ်ပါတယ်။ မိုင်းထက်မှန်နေမိတဲ့ဖြစ်စဉ်တွေမဖြစ်ရလေအောင်လက်ရှိမှာမြို့ထဲမှာရှိတဲ့ဒေတာခံပြည်သူလူထုတွေအပြင်ကျေးရွာတွေဖက်မှာလည်းမိုင်းအန္တရာယ်အသိပညာပေးမှုတွေပြုလုပ်လျက်ရှိနေပါတယ်တောင်ပြည်အတွင်းမှာစစ်ကောင်စီတပ်ရဲ့အကျဉ်းချံမိုင်းတွေကြောင့်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာကလေးတငယ်အပါအဝင်၈ဦးတေဆုံးပြီး၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါရရှင်ကျွန်မဒီတောင်အစ္စနာသိမ်းပါ